မင်္ဂလာညချမရှင်မေလ26ရက်တနင်္လာနေ့ကင်ဒရဝတီ time တည်င်းဌာနရဲ့ညနေခင်းတည်င်းတွေကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့မှာတော့မော်ချီဒေသမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်တောင်ကျရေနဲ့အတူကြောက်ခဲတွေပါလာပြီးလူနေအိမ်တွေထိခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းဘောလခဲရေနီပေါက်ကစစ်ကောင်စီရဲ့ကာကင်းစခန်းသိမ်းပိုက်မှုအတွင်မှာပူပေါင်းတပ်ဖက်က၄ဦးကြောက်ဆုံးခဲ့တယ်ဆိုတဲ့တည်င်း မူပြဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ဆိုတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါ။မူသိန်းထန်စွာရွာသွန်းမှုကြောင့်မော်ချီလူခါလိုနဲ့အောက်ချမ်းသာရက်ွက်ကြားကတောင်ကျချောင်းမှာရည်တွေနဲ့အတူကြောက်ခဲလုံးတွေမျိုးပါလာခဲ့ပြီးချောင်းအနီးမှာရှိတဲ့ဆိုင်တွေနဲ့ရင်းတချို့ကိုကြောက်ခဲတွေကဖုံးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ24ရက်နေ့ည9:00ခွဲဝန်းကျင်အချိန်မှာဖြစ်ပွားခဲ့တာပါ။တောင်ကျချောင်းရေကြောင့်ဒေသခံတအူး ခြေထောက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ဒေသခံအမျိုးသမီးတဦးကကင်ဒရဝတီ time ကိုပြောပါရယ်။ပေါင်ကျချောင်းရီနဲ့ကြောက်ခဲတွေကြလာတဲ့အချိန်ပြင်းတာကြောင့်လဲပြည်သူတွေရဲ့ဆိုင်တွေခဲချင်းသုံးမီးဆက်တွေရှင်တွေဟာကြောက်ခဲတွေအောက်ကိုရောက်ရှိသွားတာပါ။မနေ့ကမနေ့မှာတော့ဒေသခံတွေဟာကြောက်ခဲဖုံးတဲ့နေရာတွေကိုဖဲထုတ်ရှင်းလင်းတာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါရယ်။ ဘောလခဲမြို့နယ်ရင်းနှီးပေါက်ကစစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းကိုတော်လရင်တပ်ဖွဲ့တွေကမေလ22ရက်နေ့မှာတင်ပိုင်းလိုက်နိုင်ပါတယ်။အဲဒီကာကင်းစခန်းကနေပြီးလက်နက်မျိုးစုံ၈လက်နဲ့ကြီးမျိုးစုံကိုတင်ပိုင်းရရှိခဲ့တယ်လို့ဂရင်းပြည်တပ်မတော် KA ရဲ့စစ်ရေးချုပ်ကပြောပါတယ်။စကန်တိုင်ပွဲအတွင်းမှာတော့တော်လန်ကြီးပူပေါင်းတပ်ဖက်က၄ဦးကြဆုံခဲ့ရပြီးစစ်ကောင်စီတပ်ဖက်ကလည်း20ကျော်တည်ဆုံခဲ့တယ်လို့သိရပါဗျ။တိုင်ပွဲအတွင်းမှာတော့ Greeny တပ်မတော် KA မှတဦး ဖားဆောင်ပြည်သူကာကွယ်ရေးတပ်မှ2ဦးနဲ့ DMO လုတ်ကဲ PDF ကတူကြဆုံခဲ့တာပါစစ်ကောင်စီတပ်ဖက်ကတော့တိုက်ပွဲအတွင်းမှာ Jet Fighter နဲ့ခုနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်လက်တလုံးမှာတော့မိုးပြေမြို့နဲ့ဘောလခဲမြို့နဲ့အတွင်းမှာစစ်ကောင်စီတပ်နဲ့တော်လရင်ပူပေါင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေစေဖြစ်ပါတယ်ရှန်ဂရီနီနဲ့စကမိုးပြေမြို့မှာတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ် တော်လရင်သက်ဖွဲ့တွေသူတို့လက်လုခဲ့ရတဲ့ရှေ့ကာကင်းတချို့ကိုပြည်လဲခြေကုပ်ယူနိုက်ဖို့အတွက်တိုက်ခိုက်ရာကနေမူပြဲလုကဲ PDF ရေပေါ်တူခါစစ်ကောင်စီရဲ့စနိုက်ပါနဲ့ပြစ်ခတ်တာကို ခံရတယ်လို့မူပြဲလုကဲ PDF သက်ဖွဲ့စီကသိရပါဗျ။မေလ23ရက်နေ့မှာပြစ်ခတ်ခံခဲ့ရတာဖြစ်ပြီးထိခိုက်သွားတဲ့ရေပေါ်ဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ဆိုပါတယ်။တော်လရင်သက်တွေ ထိ ंछ ုပ်ထားတဲ့မူပြဲမြို့ကို စစ်ကောင်စီကလည်းပြည်လဲထိန်းချုပ်နိုင်ဖို့အတွက် BNO ပူးပေါင်းတက်တဲ့အတူအင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာတာကြောင့်နှစ်စင်တိုက်ပွဲဖြစ်ပွားနေတာပါပြီးခဲ့တဲ့ဧပြီလအတွင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လင်ကြီးပူးပေါင်းတက်တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေတယ်လို့နှစ်ဖက်အထူးကအကြဆုံးတာတွေလည်းရှိတယ်လို့တော်လင်ကြီးတပ်ဖွဲ့စီကသိရပါတယ် ကင်ဒရိုဗတီတိုင်းရဲ့ရုပ်သံတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအိမ်အပေါင်းကကင်းဝင်းကြပါစေရှင်ကျမမောင်ညာမှာပါ